ရောက်တည့်ရက်မေးလာတဲ့ဥစုဘိုရဲ့မေကွန်းကြောင့်မှန်ကြောင်လဲအနှဲငယ်လန်းသွားပေမဲ့မီဇာကီနဲ့သူဟာလောဘကင်ဘက်တွေဖြစ်ကြောင်းဖြေလိုက်ပါတယ်။မီဇာကီဟာဗီဂန်နီမော်ဒယ်အဖြစ်လောက်ကင်ခဲ့ပူပြီးအပြာမဲ့ဖြစ်တော်မဲ့အချိန်မှာအလောက်ကနေထွက်သွားတာဖြစ်ကြောင်းဥစုဘိုကပြောပြပါတယ်။ အခုချိန်မှာသူအတီတယောက်ကအေဂျင်စီတစ်ခုထောင်ခဲ့ပြီးမီဇာကီးကိုအရင်အလုပ်တွေပြန်လုပ်စေချင်ခဲ့ပါတယ်။အဲဒါကြောင့်မီဇာကီးရဲ့အရှုပ်အရှင်းတွေနဲ့နောက်ကြောင်းတွေကိုစုံစမ်းကြည့်ခဲ့ကြောင်းဦးစုဘူကပြောပြနေပါတယ်။ဆောင်ငန်းကြီးရဲ့အခါမီဇာကီးရဲ့နေရာကနေလှုပ်ဝက်ကင်မရာထွက်လာကြောင်းထုတ်ပြလိုက်ပြီးမှန်ကြောင်းတန်နရာရှိရဲ့ပုံစံနဲ့မှတ်မိတာရှိလားမေးပါရင်မှန်ကြောင်းကတော့ပြင်းပြင်းထန်ထန်ညင်းနေခဲ့ပါရင်အဲအချိန်အရင်တစ်ခေါက်တုန်းကမီဇာကီးအခန်းထဲကိုမှန်ကြောင်းခိုးဝင်ဖို့လုပ်တဲ့အချိန်တွေ့ခဲ့ရတဲ့အီဇာကီးရောက်လာပါရင် အီဇာဂီယမီဇာဂီကိုအပြမဲ့လောကထဲပြန်ဝင်စေချင်နေတဲ့အေဂျင်စီထောင်ထားတဲ့ဦးစုဘိုရဲ့အသည့်အနေနဲ့ဝင်ရောက်လာခဲ့တာပါလူသက်သေတယောက်လုံးရောက်လာတဲ့အခါမှာတော့မှန်ကြောင်လဲသူလောက်ခဲ့တာတွေကိုညှင်းမှုခတ်နေပါရင်ဦးစုဘိုတို့ကမှန်ကြောင်ဟာမီဇာဂီကိုမရင်ချင်းမှုကြံစီခဲ့တဲ့ဆိုပြီးပြောတဲ့အခါမှန်ကြောင်ကလည်းဝန်ခံလိုက်ပေမဲ့မပြူးချင်းခဲ့ရဘူးလို့ပြောပါရင် အဲအကမှာတော့ဥစုဘူကလှုပ်ရကင်မရာတက်ခဲတဲ့မှန်ချောင်းရဲ့ဗီဒီယိုဖိုင်ကိုထုတ်ပြလိုက်ပါရင်မှန်ချောင်းကတနေရာထဲမှာပဲကင်မရာတက်ခဲပေမဲ့ဥစုဘူတို့ကတော့မှန်ချောင်းဟာလှုပ်ရကင်မရာ၅ခုတောင်တက်ခဲပါတယ်လို့စွပ်စွဲနိုင်လိုက်ပါရင်အလုံးနဲ့အီဇာကီကသူဟာမီဇာကီကိုအပြာလောကနဲ့ပြန်ဝင်အောင်ရှင်းနေတွင်နဲ့စ조사ထားရတာမို့မှန်ချောင်းရဲ့လောရက်ကသူ့အလုပ်ကိုထိခိုက်စေကြောင်းပြောလိုက်ပါရင်အဲဒါကြောင့်တရားစွမ်းမဲ့ဘာညာနဲ့ပြောနေချိန်မှာဥစုဘူကတော့ဂျားနေလူအဖြစ်နှစ်ဖက်လုံးကိုဖျက်ဖြေးပေးခြင်းရောဟန်ဆောင်နေပါရင် တရားစွဲပြီးရော်ကြိတ်တောင်းရင်မှန်ညောင်းဘက်ကတန်တရား20ကျော်ရော်ရမယ်လို့အီစာကီယာချင်းလျှောက်ပါသည်။ဥစုဘူကတော့တန်60လောက်နဲ့ပဲကြေးလိုက်ကြဖို့ပြောပါသည်။တဖက်မှာတော့ဖာဗလယ်ကဟီနာကိုနဲ့အနိုင်ငယ်အစဉ်ပြေနေပြီးစကားပြောနေကြပါသည်။ဟီနာကိုရဲ့ခြေတော်အတွက်ခြေတော်လှုပ်ရှားရုံနဲ့မဟုတ်ပဲခြေတော်လှုပ်ရှားပုံအသေးစိတ်ကိုအမြဲတမ်းစိတ်ကူးနေဖို့ဖာဗလယ်ကပြောပါသည်။ဖာဗလယ်ကဟီနာကိုကိုအားပေးနေတဲ့အချိန်မှန်ညောင်းတို့တာအမိအလော်တကြီးပြန်လာနေကြတာကိုတွေ့လိုက်ရပါသည်။သူတို့ကတာအမိနှစ်ယောက်တည်းရှိပေမဲ့အမေဖြစ်သူရဲ့ပိုင်ဆိုင်မှုကများပြားပါသည်။ အမေကသူသားတယောက်လုံးကိုအရှက်တော့ကိုင်းနဲ့ထောင်ချစေခြင်းမှမဟုတ်လို့တန်း60ပေးလိုက်မယ်ဆိုတာဥစုဘူကသိပါရင်မှန်ညောင်ကတော့သူ့အမေရှိမှပဲအရှက်ကွဲခဲ့ရတာဖြစ်ပါရင်ဥစုဘူကဘဝဆိုတာဗညာနယ်ကကလေးတွေစီးနေတဲ့ဒန်းတွေလိုပဲဒန်းရတွေရနေရင်နဲ့ဒန်းရမရစေမဲ့နီလန်းတွေကိုတင်ယူကြရအောင်ပြောပြပါရင်ဘဝရဲ့ဒန်းရဆိုတာအရှက်တရားနဲ့လောင်မြောင်ခံရမှုတွေဖြစ်ပြီးဒီလိုနဲ့ပဲကိုရုကိုချွန်ရတယ်လို့ထပ်ပြောပါရင် တဖက်မှာတော့ကိုအမေတယောက်လုံးရှိမှအရှက်ခွက်ခန့်လိုက်ရတဲ့မှန်ကြောင်ကဒေါကန်နေပါတယ်။သူကိုယ်တိုင်ကင်မရာတစ်လုံးပဲတက်ခဲ့ပေမဲ့ကင်မရာငါးလုံးတော့တက်ခဲ့တဲ့ဆိုပြီးစွတ်စွဲခံရတာကြောင့်သူဟာအပြစ်ပုံချခံရတဲ့သူဆိုတာသိပါတယ်။ အဲ့ဒါကြောင့်သူစိတ်သူမထိန်နိုင်တော့ပဲမိစာကိကြောင့်လို့အော်ဟင်ရင်ဓာတ်ပုံကိုဓာတ်နဲ့ဇက်တိုက်ထိုးကပောက်ကွဲနေပါရင်သူကတော့မနီမဝေးတနေရာကနေဟီရိုရှိကထောက်လန်းနေပါရင်ဟီရိုရှိကမှန်ကြောင်စိတ်လွတ်သွားပြီးမိစာကိကိုတတ်ဖို့ကြံစီနေကြောင်းဥစုဘုကိုပြပြလိုက်ပါရင်ဥစုဘုတို့ကသူတို့ရဲ့သားကောင်းတွေစီကနေငွေညစ်ပြီးရင်လက်စဖြောက်လေးရှိပြီးအခုလဲမှန်ကြောင်ရှင်းရအောင်မှာဖြစ်ပါရင် အဲ့ဒါကြောင့်မှန်ချောင်ကမီဇာကီကိုတတ်မအောင်လွတ်ထားမှဖြစ်ပြီးမှန်ချောင်ထွက်ပြေးတဲ့အချိန်မှာလက်ဆောက်ဖြောက်ပြစ်မှဖြစ်ပါရင်မှန်ချောင်ရဲ့စိတ်အခြေအနေကပုံမဆိုးရွားလာနေပြီးအမေဖြစ်သူကတော့နောက်တည့်ရက်မှာတန်း60လွှဲပေးလိုက်ရပါရင် အီဇာဂီယမီဇာဂီကိုမှန်ညောင်းတတ်တော့မဲ့အကြောင်းအော်ပြောနေလို့ဥဆူဘိုကတားလိုက်ရပါတယ်။တကယ်တော့ဥဆူဘိုကလူတွေတတ်နေပေမဲ့လူတတ်တဲ့အကြောင်းတွေဟီနာကိုမသိစေချင်ပါဘူး။ဒါပေမဲ့ဘေးအခန်းမှာရှိတဲ့ဟီနာကိုကတော့မီဇာဂီအသက်ခံရတော့မှကိုသိသွားပြီးဖြစ်ပါတယ်။အဲဒါကြောင့်မီဇာဂီစီအမြန်ဆက်သွယ်ကအမြန်ထွက်ပြေးဖို့ပြောလိုက်ပါတယ်။တွိုင်းလက်ထဲကနေတထေးထွက်လာတဲ့အချိန်မှာတော့မီဇာဂီကိုဓာတ်နဲ့ထိုးဖို့လုပ်နေတဲ့မှန်ကြောင်းကိုတွေ့လိုက်ရပါတယ်။အနားမှာရှိနေတဲ့ဖာဗလေကပဲအမြန်တားလိုက်ရပြီးတထေးကတော့ဖာဗလေတိုက်ခိုက်နိုင်တာကိုမြင်သွားပါတယ်။ ဖာဗလေကမီဇာကီကြောက်သွားမှာဆိုလို့အမှန်အတိုင်းမပြောခဲ့ပဲမှန်ကြောင်ဟာသူ့ကိုတိုက်ခိုက်ဖို့လုပ်ခဲ့တာဆိုပြီးလိန်ပြောလိုက်ပါတယ်။တထေကလည်းဖာဗလေနဲ့မှန်ကြောင်တို့ကိစ္စကိုဖြေရှင်းရအောင်မှာမို့မီဇာကီကိုဖာဗလေအစား delivery တောပို့ပေးပါလို့ပြောကပတ်ထုတ်လိုက်ပါတယ်။မီဇာကီကလည်းသူမစီကိုထူးဆန်းတဲ့ဖုန်းကောတစ်ခုဝင်လာပြီးထွက်ပြေးဖို့ပြောခဲ့ကြောင်းပြောပြလိုက်ပါတယ်။တဖက်မှာတော့ဥစုဘိုကဟီနာကိုတယောက်ယောက်စီကိုဖုံးဆက်နေတာကိုရိုင်းမိလိုက်ပေမဲ့တာမင်ယာပြုချင်းဖို့ပဲပြင်ဆင်နေပါတယ်။ မီဇာဂီအပြင်ထွက်သွားတဲ့အချိန်တတိကမှန်ကြောင်းဘာလို့ဒီလိုလုပ်ရတာလဲဆိုတာမေးကြည့်ပါရင်။မှန်ကြောင်းကတော့နှုတ်ဆက်နေပြီးလူသက်ဖို့စူးစမ်းခဲ့တာကြောင့်ရဲလက်အဖို့တတိကစဉ်းစားထားပါရင်။အဲအချိန်လူအလင်းမှထွက်ပြေးသွားတာကြောင့်ဖာဗလေကလိုက်ဖန်တဲ့အချိန်ဟီရိုရှိကမှန်ကြောင်းဖမ်းခေါ်သွားပါရင်။ဟီရိုရှိကတော့သူမျက်နှာကိုဖာဗလက်မြင်သွားတာကြောင့်ရဲတွေကိုအကြောင်းမကြားခင်ဖာဗလက်ကိုတက်ဖို့စီစဉ်ပါရင်အဲဒါကြောင့်မှန်ကြောင်းကိုအီဇာကင်နဲ့ထည့်ပစ်လိုက်ပြီးတောင်ပေါ်မှာစောင့်နေဖို့မှားလိုက်ပါရင် အဲ့နောက်တော့ဟီရိုရှိရှိနေတဲ့နေရာစီဖာဗလယ်ရောက်လာခဲ့ပြီးအနားမှာလူအချို့ရှိနေလို့ဟီရိုရှိကတနတ်ကိုတိန်ထားလိုက်ပါတယ်ဖာဗလယ်ကမင်းတို့မှလည်းအကြောင်းရှိတယ်လို့ငါတို့မှလည်းအကြောင်းရှိတယ်မှန်ကြောင်းအသက်ရှင်လျက်ပြန်လို့ချင်းယုံမဲ့ဖြစ်တာကြောင့်ပြန်ပေးပါလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဟီရိုရှိတို့ကိုအချိန်24နာရီပေးလိုက်ပြီးတစ်ဖက်မှာတော့တထေးကရဲတွေကိုဖြစ်ချောင်းကုန်စင်ရှင်းပြလိုက်ပါတယ်အဲ့အချိန်တထေးစီဟီနာကိုဖုံးသက်လာခဲ့ပြီးဖာဗလယ်ရှိလာမေးပါတယ်ဟီရိုရှိကတော့ဖာဗလယ်ရဲ့အိမ်လေးစာကိုသိချင်လို့မှန်ကြောင်းကိုမေးခိုင်းလိုက်ပါတယ် တထေးကဖာဗလေတမ်မာတာကိုတည်သွားပေမဲ့သူထင်းချင်းရတွေကိုထင်နေပြန်ပါတယ်အဲ့တော့ဟီနာကိုဆိုတဲ့မိန်ကလေးဖုံးဆက်ခဲ့ကြောင်ပြောပြလိုက်ပြီးဖာဗလေကိုဖုန်းနံပါတ်ပေးလိုက်ပါတယ်ရုပ်ခုတစ်ယောက်တည်းရှိနေတဲ့အချိန်အလိစာတည်သွားတဲ့ဟီရိုရှိကတနတ်တလက်နဲ့အထဲကိုဝင်လာခဲ့ပါတယ်ရုပ်ခုလည်းငြိမ်နေလိုက်ရပြီးဟီရိုရှိကသူ့တနတ်ကိုဇပွဲပေါ်တင်ထားလိုက်ပါတယ်မိမသားလေးယိုကိုကစိတ်အေးလက်အေးဖြစ်နေပြီးတနတ်ကိုအဲအတိုင်းထားလို့အဆင်ပြေရလာလို့မေးပါရင်ဟီရိုရှိကတနတ်ကိုယူနိုင်ယူကြည့်ဆိုပြီးပြောတဲ့အခါယိုကိုလည်းဇပွဲကိုစောင့်တုံးလိုက်တော့တနတ်ကသူ့မဆီလွန်လာခဲ့ပါရင် ဟီရိုရှိကသပွဲနဲ့အတိုက်ခံလိုက်ရတာကြောင့်အမြန်မလှချနိုင်လိုက်တာဖြစ်ပါသည်။တဖက်မှာတော့အီဇာကီးကမှန်ချောင်းကိုစောင့်ကြည့်ရင်ဟီရိုရှိကိုစောင့်နေပေမဲ့အဲအချိန်တွင်းမှာပဲမှန်ချောင်းကထွက်ပြေးသွားခဲ့ပါသေးတယ်။တနက်ရက်သွားတဲ့ရိုးကိုကဟီရိုရှိကိုအသေးချိန်ထားလိုက်ပြီးလက်မြောက်ခိုင်းပါသည်။ဟီရိုရှိကတော့ယိုကိုရဲ့တနက်ကင်မွန်ကြောင့်အတွေ့အကြုံရှိတဲ့အပြည့်အခက်သမားဆိုတာသိပေမဲ့လူမသက်ဖူးသေးဘူးပဲလို့ပြောပါရင် လူသက်သမားတွေမှာလူသက်သမားတွေပဲတည်းရဲ့ထူးခြားတဲ့အရှင်အဝါရှိပြီးဟီရိုရှိကဖာဗလဲဟာလူသက်သမားဆိုတာကိုသိလို့ဒီကိုရောက်လာခဲ့တာဖြစ်ပါရင်ယောဂုတ်ကတော့သူ့ရဲ့လုံနီးအတိုင်းပဲလုံမဲ့လို့ဆိုကတနတ်ထဲကကြီတွေကိုထုတ်ထားလိုက်ပါရင်အဲနောက်တော့ဟင်းဟိုမကြက်ခင်လေးမှာပဲဘိုင်ဝက်ရှင်ချကြပြီးဟီရိုရှိတဖတ်သက်ခံလိုက်ရပါရင်ဖာဗလဲပြန်ရောက်တဲ့အခါမှာတော့ဟီရိုရှိကကျုံးတဲ့အတုခံထားရကယောဂုတ်ကတော့အရက်တောက်ပြီးမူးနေပြီဖြစ်ပါရင် ီရိုရှိကသူ့ရဲ့အတွေ့အထဲမှာအရာအလုံးချိန်ဆက်မိသွားပြီးဖာဗလဲဟီနာကိုရဲ့အနာကိုကိုက်ရတဲ့အကြောင်းရင်းသိပြီလို့ပြောပါတယ်။လွန်ခဲ့တဲ့၄နှစ်တုန်းကဟီနာကိုကိုဖာဗလဲတွေ့ခဲ့ဘူးလဲဆိုတာနဲ့ဖာဗလဲဟာဖာဗလဲအစ်စ်တယောက်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ဖာဗလဲကတော့ဗဇက်ပိတ်ထားဖို့ပဲပြောပြီးမှန်ကြောင်းအောင်ပြန်လုပ်ပေးဖို့ပြောပါတယ်။ဖာဗလဲကပဲမှန်ကြောင်းရဲ့ရန်ကနေမီဇာကိကိုကောက်ွယ်ပေးထားမှဖြစ်ပြီးမှန်ကြောင်းကိုတော့ဟီရိုရှိတို့ကစိတ်ယုံပုတ်ပေးရမှဖြစ်ပါတယ်။ တပတ်မှတော့ထွက်ပြေးသွားတဲ့မှန်ကြောင်းလိုက်ရှာနေတဲ့အိဆာကီကဒုတိယနဲ့တက်ပြစ်ဖို့စီစဉ်ထားပြီးတခုခုပြောက်ကြတဲ့အတန်ကိုကြားလိုက်ရပါတယ်။တွားကြည့်လိုက်တဲ့အချိန်မှာတော့တောင်တန်းဘောက်ကနေမှန်ကြောင်းပြောက်ကြသွားတာဖြစ်နေပါလိမ့်။အဲဒါကြောင့်အိဆာကီလည်းဟီရိုရှိကိုဖုံးစက်ပြီးပြောပြလိုက်ကမှန်ကြောင်းတည်သွားပြီဖြစ်ကြောင်းပြောလိုက်ပါလိမ့်။အဲအခါမှာတော့ဟီရိုရှိကတသက်မကြံခဲအောင်တခါတည်းမြေမြုပ်ခဲ့ဖို့ ပြောလိုက်ပါလိမ့်။ မှန်ကြောင်တည်သွားပြီဆိုတော့တိလိုက်ရတဲ့ဖာဗလဲကတော့ဟီရိုရှိကိုဒီအတိုင်းပြန်လွတ်ပေးလိုက်ပြီးညသာစားဖို့ပြင်ပါတယ်ဟီရိုရှိကလည်းအပြင်ရောက်ပြီးသွားမှအထဲကိုပြန်ဝင်လာပြီးသူ့ကိုဘာလို့မတတ်တာလဲလို့မေးပါတယ်ဟီရိုရှိကဖာဗလဲရဲ့တရုတ်အမှန်ကိုလည်းသိသွားသလိုပါဇက်လုံးမဲ့ဆိုတာလည်းမသေးကြပါဘူးအဲဒါကြောင့်ပဲဘာလို့သူ့ကိုမတတ်တာလဲနားမလည်နိုင်ဖြစ်နေပြီးဖာဗလဲကတော့ညသာပါကျွေးနေပါသေးတယ်ဟီရိုရှိလည်းအထင်သေးခံရသလိုခံစားရတာကြောင့်ထွက်သွားခဲ့ပါတယ်လူပေါင်းများစွာကိုတက်လာခဲ့ရတဲ့ခန်းသားကြဲမဲ့တဲ့ဖာဗလဲကတော့တေသွားတဲ့မှန်ကြောင်းလိုကောင်းမျိုးအတွက်စိတ်မကောင်းဖြစ်နေပါရင် ယောဂကသူ့လောက်ရဲ့ရဲ့တရားတရားကိုပြန်ခံရတာလို့ပြောပေမဲ့ဖာဗလေကတိုတောင်လုံးနဲ့လူဘဝမှာဘသူ့ကိုမှမသိသေးချင်တာဖြစ်ပါရင် အဲ့နောက်တော့ဒရမာကြီးဖို့လုပ်ရင်အဝတ်အစားတွေချွတ်နေတဲ့အချိန်တထေပေးလိုက်တဲ့ဟီနာကိုဖုန်းနံပါတ်ကိုတွေ့လိုက်ရတာကြောင့်ဖုန်းခေါ်လိုက်ပါရင်ဟီနာကိုကဒီနေ့ဖြစ်ခဲ့တဲ့မီဇာကီနဲ့မှန်ကြောင်တို့ရဲ့ဖြစ်ရကြောင်းစိတ်ပူနေတာဖြစ်ပါရင်ဖာဗလက်ကတော့ဖုန်းပြောရင်းဂျာကက်ကြီးနေတာကြောင့်ရဲမင်းနေပြီးဟီနာကိုလည်းသူနဲ့ဖုန်းပြောနေတာကိုရဲနေလို့ဖုန်းချသွားပါရင်ဟီနာကိုဖုန်းပြောနေတာကိုဥစုဘိုကခိုးနှားထောင်နေခဲ့ပြီးဟီရိုရှိကဖာဗလက်ကိုတတ်ဖို့လုပ်ခဲ့ပေမဲ့ဖာဗလက်မသေးသေးဘူးဆိုတာသိသွားပါရင်ဒဏ်ရာတွေနဲ့တကွဟီရိုရှိပြန်ရောက်လာတဲ့အခါဥစုဘိုကိုဖြစ်ချောင်းကုန်းစင်ပြောပြလိုက်ပါရင် ဖာဗလာရဲ့တရုတ်အမှန်ကိုရောဒူညီမာနဲ့မောင်နှမတွေလိုနေနေပေမဲ့တကယ်တမ်းမှာလောဘကင်ပဲတွေဖြစ်ကြောင်းကအစပြောပြလိုက်ပါရင်ဖာဗလာလိုတန်မာတဲ့ကောင်မျိုးကိုဦးစုဘိုးကရန်သူအဖြစ်သတ်မှတ်ထားပြီးအဲ့လိုရန်သူဖြစ်ရှင်တဲ့အကြောင်းရင်းကိုတော့မပြောပြပါဘူးဟီရိုရှိကတော့ဖာဗလာနဲ့ရန်သူဖြစ်ရှင်နေတဲ့ဦးစုဘိုးရဲ့အကြောင်းရင်းကိုတနားချိန်ပြီးမေးလိုက်ပါရင်အထင်သေးခန့်ရတာကြောင့်မာနာထိခိုက်သွားတဲ့ဟီရိုရှိကသူတို့ရဲ့ရန်သူနဲ့တိုက်ခိုက်နေချိန်ဦးစုဘိုးထွက်ပြေးသွားမှာကိုမလိုချင်တာဖြစ်ပါရင် ။ဦးစုဘိုးရဲ့ရန်သူအပေါ်ထားတဲ့စိတ်ပိုင်းပြန်မှုကိုသိကျင်ပြီးသူကတော့မာနအတွက်အသက်တည်တဲ့အထိတိုက်ခိုက်သွားမှာပါ။အဲဒါကြောင့်ဦးစုဘိုးလည်းဖာဗလယ်နဲ့ရန်သူပြစ်ချင်ရတဲ့အကြောင်းရင်းကိုပြောပြလာပါရင်းလွန်ခဲ့တဲ့၄နှစ်တုန်းကကားပါကင်မှာဖာဗလယ်တက်တော်ခဲ့တဲ့လူကဦးစုဘိုးရဲ့ညီဖြစ်ပါရင်း သူညရဲ့အတော့လန်စားချက်ချင်းနာဖြစ်ပြီးဟင်နာကိုရဲ့မိဘတွေကိုလည်းဖာဗလက်ရဲ့တန်နီရဲ့အတိုင်းလဲပင်းဖြတ်ပြီးတက်ခဲ့ပါရင်ဖာဗလက်သူအရှိမပေါ်လာမလားဆိုတဲ့စိတ်နဲ့လောက်ခဲ့တာဖြစ်ပြီးအခုချိန်ထိဖာဗလက်ကိုလိုက်ရှာနေခဲ့တာပါဒီလိုနဲ့ပဲဟီရိုရှိနဲ့အူဆူဘိုတို့ပူးပေါင်းသွားခဲ့ကြပြီးဖာဗလက်ကိုတန်နိုင်ဖို့ viewer ဆွဲချင်နေကြပါရင်သူတို့ရဲ့အကြံအစီတွေမပေါက်ကြားစေဖို့နဲ့စစ်စစ်ဆက်ဆက်လုပ်နိုင်ဖို့အတွက်သူတို့နှစ်ယောက်တည်းပဲလှုပ်ရှားကြမှာဖြစ်ပါရင်ဟီနာကိုကတော့ဖာဗလက်အသက်ခံရတဲ့အိမ်မဆိုးတွေမှန်နေခဲ့ပါရင် တဖက်မှာတော့တထေးကသူ့အလောက်ခွင့်မှာဖြစ်သွားခဲ့တဲ့ကိစ္စအတွက်တာဝန်ရှင်မှုအပြည့်ရှိနေပြီးမိသားကြီးကိုအကြွယ်ဖို့လှုပ်ပေးနေပါရင်ဖာဗလယ်ကတော့ပုံမှန်အတိုင်းတော်လာနေပြီးသူ့ကိုဥစုပုလိုကစောင့်ကြည့်ထားပါရင်ဆရာကြီးဖာဗလယ်နဲ့ရင်ဆိုင်ဖို့အတွက်တနက်တွေဘုံတွေနဲ့မိုင်းတွေကအစာပြင်ဆင်ထားပြီးဖြူဟာကိုလည်းတုံးခုလောက်ပြင်ဆင်ထားဖို့လုပ်ပါရင်တော်လွန်ပါတယ်ဆိုရဲလောက်ကြည့်သမားတွေအတွက်တော့ကောက်ွယ်ပေးရမယ့်အရာတွေရှိလာရင်အခက်တွေ့စေတတ်ပါရင် ဲဒါကြောင့်ဟီရိုရှိကဖာဗလဲတို့အမြဲကောက်ွယ်ပေးလို့ရှိတဲ့မေဇာကီကိုပြန်ပေးဆွဲမယ်လို့ပြောပါရင်ဒါပေမဲ့ဥဆိုဘိုးမှာဒီထက်ကောင်းတဲ့ရွေးချယ်မှုရှိနေပြီးအဲဒါကတော့ဟီနာကိုပဲဖြစ်ပါရင်